တောက်တပါဒီဝင်းနေမှာလာဆောင်မဲမဲနနာလိုချင်တာရကောဝဲပြီးမင်းရမွေးနေမှာတစရဖန်ကိုအပိနာဆင်နေကြတယ်ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်ပရိသတ်များအားလုံးအတွက်အမတ်တရားနေ့ဆိုရယ်စီစဉ်ကိုတင်ဆက်ပြရမှာဖြစ်ပါရှင်မတူရဲ့အစင် FM ကစီအဖန်ပရိသတ်များရှင်မတရားနေစီစဉ်ရဲ့မွေးနေ့ဆုတောင်းစီစဉ်လေးကနေပြီးတော့ဒီနေ့ပထမဦးဆုံးအနေနဲ့မွေးနေ့ဆုတောင်းပေးရမယ့်မွေးနေ့ရှင်လေးကတော့ အင်းတစ်ခါမှနေတဲ့မောင်အောင်မင်းမြတ်ရဲ့ဝင်းရီအတွက်ပဲဖြစ်ပါတယ်။မောင်အောင်မင်းမြတ်ရဲ့တနည်းပြင်းဝင်းရီအတွက်ကိုတော့ဘကောကနန်ဤဖြူမမယာမမိုးသူစာတို့ကနေပြီးတော့ပောင်းဝင်ဆူတောင်းပြီးလာပဲဖြစ်ပါရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့ရဲ့မတရားနေ့စီစဉ်ရဲ့မွေးနေ့ဆူတောင်းစီစဉ်လေးမှာထမှန်ပြီးတော့ဆူတောင်းပြရအောင်မယ့်မွေးနေ့ရှင်လေးကတော့မခစ်ဖူးတည့်ရဲ့မွေးနေ့ပဲဖြစ်ပါတယ် ဒီနေ့မှလေးနှစ်နဲ့လေးလပြည့်လာတဲ့မိမိလေးခေဖူးသေးရဲ့ဝင်းနေအတွက်ကိုတော့လက်ဝဲမြို့ပါနေတဲ့စုနေတီလင်းခိုင်ခိုင်ဝင်းလိုင်လိုင်ဝင်းနွယ်လင်းသူခင်နဲ့ခိုင်ဝင်းလာတို့ကပအဝင်စုတောင်းပေးလာပြီဖြစ်ပါရှင်။ ရိသတ်များရှိဒီတကမှာဆက်လက်ပြီးအောင်ဆူတောင်းပြရမယ့်မွေးနေ့ရှင်ကတော့ပကံမျိုးမာနေတဲ့ဆီယာနေလွင်ဦးပဲဖြစ်ပါတယ်။ဆီယာနေလွင်ဦးရဲ့26နှစ်ပြည့်မွေးနေ့အတွက်ကိုတော့မန္တလေးမြို့မှာနေတဲ့ဆီယာမဒေါ်ချယ်ရီ၊ဆီယာမတော်တော်၊ဆီယာမနမ်မလာမို့ဆီယာဆိုင်းအာကာ၊ဆီယာခွန်ထွန်ဦးတို့ကနေပြီးတော့ပောင်ရင်ဆူတောင်းပေးလာပြီဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင် ဒီနေ့အမတရားနေ့စီစဉ်ဝင်းနေဆူတောင်းစီစဉ်လေးမှာတမန်ပြောဆူတောင်းပြအောင်မယ်ဝင်းနေရှင်ကတော့နေပြည်တော်မှာနေတဲ့ဘူကြီးတန်းစီအောင်အတွက်ပဲဖြစ်ပါတယ်နေပြည်တော်မှာနေတဲ့ဘူကြီးတန်းစီအောင်ရဲ့32ပြည့်ဝင်းနေအတွက်ကိုတော့ပြင်းလွေမှာနေတဲ့ဖဖေဦးအောင်စိုးမင်းမမေတော်ထီထီဦးနဲ့တစရန်ဖန်မှာတောင်ရင်ထမ်းဆောင်နေတဲ့မြမာလေးနုနုစင်အောင်ဦးစော်မင်းဒေါ်အေးလိုက်မတ်ရှင်အေးနဲ့တီတီခင်ဆန်းဟွေတို့ကပောင်ရင်ဆူတောင်းပေးထားအောင်ပဲဖြစ်ပါရှင် ပရိသတ်များရှင်ဒီတစ်ခါမှာဆက်လက်ပြီးရောက်စုတောင်းပေးရအောင်မယ့်မွေးနေ့ရှင်လေးကတော့ကွန်ကြံကုံမာနေတဲ့မောင်လေးညီမင်းတီအတွက်ပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်။ကွန်ကြံကုံမာနေတဲ့မောင်လေးညီမင်းတီရဲ့ဆက်လေးနေပြည့်မွေးနေ့အတွက်ကိုတော့ဖေဖေဦးထွန်းနဲ့မမေတော်ဆန်းသူစာနဲ့မမဆုရေသနာပုံမိုးထွန်းကိုကိုစိုးပြေလင်းခန့်တို့ကပောင်ဝင်စုတောင်းပေးလာပဲဖြစ်ပါတယ်ရှင်။ သင်ပရိသတ်များရှင်ဒီနေ့အမတ်တရားနေ့စီစဉ်ရဲ့မွေးနေ့ဆုတောင်းစီစဉ်လေးမှာထပ်မံမြောက်ဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ရန်ကုန်မြို့မှာနေတဲ့ဦးအောင်ပါရှင်ရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်။ဦးအောင်ပါရှင်ရဲ့အသက်60ပြည့်မွေးနေ့အတွက်ကိုတော့မိုးကုံမြို့မှာနေတဲ့တမင်းငယ်ကျောင်းဆရာမကြီးဒေါ်ရှင်ရှင်ကနေပြီးတော့ပအဝင်ဆုတောင်းပေးလာပြီဖြစ်ပါရှင်။

ပြင်းလိမျိုးကမောင်ဖြစ်သူဒေါက်တာတပ်ဦးမြင့်ကတော့နေပြည်တော်မှာနေတဲ့ဒေါက်တာနေနိုင်နဲ့မတ်နွေနီမြင့်တို့ရဲ့မင်္ဂလာတက်တန်းနှစ်နှစ်ပြည့်အတွက်ကိုပောင်ဝင်တောင်းဆိုပေးလာပဲဖြစ်ပါတယ်ရှင်။ကစီအန်ဖန်ပရိသတ်များရှင်မတရားနေစီစဉ်ကိုတော့ချွာတင်ဆက်ပေးခင်ဟာဖြစ်ပါရဲ့ရှင် ပရိသတ်ကြီးကမတရားနေစီစဉ်ကနေပြီးတော့မွေးနေ့ရှင်နေနဲ့အတူတူချစ်သူဆိုတဲ့မင်္ဂလာစနေမောင်နေနေအားလုံးအတွက်ကိုစုမုံစကားလေးတွေတောင်းပေးခြင်းနေဆိုရင်တော့တစရန်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0933639639ကိုနေ့စဉ်နေ့လယ်7:00နာရီကနေ7:00နာရီအထိမှမိမိတောင်းဆိုပေးခြင်းနဲ့နေရက်မတိုင်ခင်3ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်။တစရန်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0933639639နဲ့အတူတူတစရန်ဖန်အနာတိတ်မဲ့ YouTube Channel မှာလည်းကွန်မန့်လေးနဲ့အတူပါဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်းနဲ့ ပရိသတ်တွေအားလုံးကိုဒီနေ့အမတ်တရားနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်။